တိုးတက်မှာလို့ဆိုရင်ဒီတိုင်းဆိုရင်ဆရာကြီးလိုထင်နေလိမ့်မယ်တဲ့မှာအဲ့တော့ငါကြိုးစားရမယ်ငါကြိုးစားရမယ်ငါမှလိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတော့အများတန်းပြိဿကအဲထောက်ပြပေးနေရပါတော့သူတို့ကလည်းကောင်းစေခြင်းလို့ My chat got a candle hey my chat got a candle hey my chat got a candle ဒါကျွန်တော်တို့စနေဝမ်မန်ရှိုးဆိုတာမလုပ်တာတော်တော်ကြာပြီပေါ့နော်2025မှာကျွန်တော်ပြန်လုပ်တာမန္တလေးမှာ အဲကျွန်တော်တို့တချင်းတွေကထွက်ထားရရင်အရန်ကြာနေပါဘူး။တချင်းမထွက်ဖြစ်တာဆိုရင်လည်း Airman Light ဆိုရင်ပြောမယ်ဆို5နှစ်လောက်ရှိပြီပေါ့နော်5နှစ်လောက်ရှိပြီ။အဲ့နေရာတော့လူလဲအပြည့်ပဲလူလဲအပြည့်ပဲတချင်းတိုင်းနဲ့အကုန်လိုက်ဆိုရဲဆိုတော့ response ကောင်းတယ်လို့ပြောမှာပေါ့နော်။ပြည်သက်ကအားပေးနေပါတယ်။အားပေးသေးပါဘူး။အဲ့တော့လည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်။စနေရဲ့ပြည်သက်ကျွန်တော်ကြိုက်ဆုံးဆိုရင်တော့ power bank ပဲကျွန်တော်ကတော့ ။အပြည့်လဲဆိုကျွန်တော်က remix ကပါဝါဘန်းကိုကျွန်တော်သုံးတာကြာပြီ။ကျွန်တော်အိမ်မှာလည်းအများကြီးပဲ။ကျွန်တော်အိမ်မှာလည်းအများကြီးပဲဒီ၈000 1000အဲ့မှာ2000 3000အဲ size ုံပဲ။ပြီးတော့တခြားကိုယ့်ရဲ့ဒီဒီကမ္ဘာမှာလည်းအဲ့လိုအမေတို့ဘာလို့ဝယ်ပြည့်လဲအဲ့ပါဝါဘန်းနေရောအမေဒီအကောင်းနေတဲ့ပါအကြာကြီးခံနေ။ဟုတ်သားပြီးတော့အကြာကြီးခံ။တခြင်းကတော့ဂျိုချားဂျိုချားတော့ဖြတ်ပြပါတယ်။ဒါကြောင့်ဟိုလိုမျိုးတော့ ဟိုအရင်လိုတော့ Evan လာကြီးထွက်ဖို့ကတော့အစီအစဉ်တော့ရှိပါတယ်ဒါပေမဲ့အခုလောလောဆယ်ဒီနှစ်လသုံးလတွင်တော့မဖြစ်နိုင်ဘူးပေါ့နော်တချင်းနေရာရှိပါတယ်မထုတ်ပြသေးဘူးမထုတ်ပြတချင်းကအမြဲတမ်းလုံးပြတယ်ဒါကျွန်တော်တို့စနေဝမ်မန်ရှိုးဆိုတာမလုပ်တာတော်တော်ကြာပြီပေါ့နော်လုပ်တာတော်တော်ကြာပြီအဲကျွန်တော်နောက်ဆုံးဆိုရင်ဒီ2000ကိုဗစ်မဖြစ်ခင် FG Live Lounge မှာကျွန်တော်တစ်ခေါက်ဆိုရဲပေါ့နော်တစ်ခေါက်ဆိုရဲအဲ့အချိန်မှာဟိုးငငယ်တော့2013တုန်းက အဲမျော်စင်ကျွန်းခေပေါ့နော်အဲတုန်းကကျွန်တော်တို့အဲစနေဝမ်ပိုင်ရှိုးကျွန်တော်တို့တခါလုပ်တာဘူးဒါဆိုရင်ဒါအခုမှဆိုတာတော်တော်ကြာပြီလို့ပြောမှာပေါ့နော်2025အမှကျွန်တော်ပြန်လုပ်တာမန္တလေးမှာအဲကျွန်တော်တို့တချင်းတွေကထွက်ထားရတယ်အရင်ကြာနေပါပြီတချင်းမထွက်ဖြစ်တာဆိုရင်လည်း Airban Light ဆိုရင်ပြောမှာဆို9နှစ်လောက်ရှိပြီပေါ့နော်9နှစ်လောက်ရှိပြီအခုအဲဂျားထဲမှာကျွန်တော်တို့ဆိုလိုတွေတယောက်ချင်းစီထွက်ဖြစ်တာတွေရှိရဲ့ အဲ့တော့ကျွန်တော်တို့အရင်စနေတဲ့သင်းအဟောင်းနေနဲ့ဒီဆိုလိုထွက်လာတဲ့သင်းနေနဲ့ပေါင်းပြီးတော့ပြိဿကအခုချိန်ထိအားပေးနေရမြင်ရတဲ့အတွက်အခုငါပြောလို့ပေါ့နော်။ဟောငါတို့အချင်းတော့တေချာဟိုဘယ်လိုပြောမလဲ။ပိုပြီးအားတက်တာပေါ့နော်။အဲ့ဒီသင်းအစ်တတွေထုတ်ရမယ်ပေါ့နော်။အဲ့တော့ဥဓာရထုတ်ရတော့အဓိကကတော့မထွက်ပြစ်တာတော့ဟိုဘာမှတော့မဟုတ်ပါဘူး။ဟိုတေချာရောင်းချကြရတယ်မရှိသေးတော့လေ။ အဲ့တော့အကုန်လုံးအကုန်လုံးအကုန်လုံး online အနေနဲ့ online အနေနဲ့ပေးရမှာပေါ့နော်အဲ့တော့အခုကြာဒီဘယ်လိုပြောမလဲ online အနေနဲ့ပေးမယ် event live ထွက်ဖို့ရတယ်အဲ့လိုမျိုးတွေလည်းစီစဉ်ထားပါတယ်အဲ့နေရာတော့လူလည်းအပြည့်ပဲလူလည်းအပြည့်ပဲတချင်းတိုင်းနဲ့အကုန် live ဆိုတယ်ဆိုတော့ response ကောင်းတယ်လို့ပြောမှာပေါ့နော်ပေးသက်ကအားပေးနေပါတယ်အားပေးသေးပါဘူးအဲ့တော့လည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်စနေရပရိသတ်တွေကျွန်တော်တို့ကိုအားပေးနေတဲ့ပရိသတ်တွေကအခုဆိုရင်အဲလူကြီးတွေလည်းရှိတယ် ကလေးတွေလည်းရှိတယ်လူလက်တန်းစားလူလက်တန်းစားလူငယ်တွေလည်းရှိတယ်လူလက်တွေလည်းရှိတယ်အရွယ်စားအကုန်စုံတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုတဲ့သချင်းတွေကျွန်တော်တို့ရိုက်ရိုက်တယ်ကျွန်တော်ရိုက်မိတဲ့ဇာတ်ကားတွေမှာအစိတ်တော့မဖြစ်စေချင်ဘူးပေါ့နော်စိတ်တော့မဖြစ်စေချင်ဘူးအဲ့ဒီအတွက်ပို့ပြီးတော့အုံနောက်ကိုတုံးပြီးတော့ပို့ပြီးတော့ပြည်သက်တွေအကျိုးရှိမဲ့ဟာကိုကျွန်တော်ပို့ပြီးတော့လေ့လာပြီးတော့ ပြည့်စက်စီကိုပို့ပေးပါမယ်။မားလာလေးတွေရှင်လည်းတောင်းပန်ပါရဲ့။ခွင့်လိုပေးပါ။ဝေဘာမှာ၃တပ်ပါ၊စူပါ၁၀ပါ။ကျွန်တော်မှခံနိုင်ရှိပါတယ်။နာခံမှုလည်းအသင့်ပါပဲ။တချင်းကြိုက်တဲ့လူကတော့ကျွန်တော်ကျွန်တော်ထင်တာတော့အကုန်လုံးကိုနားထောင်ပါမယ်။ဘာဖြစ်လို့လဲတချင်းကြိုက်တဲ့လူကသူတချင်းကိုကြိုက်တာ။တချင်းကြိုက်တဲ့လူကသူ့ရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့တချင်းတိုင်းကိုကြိုက်ပါမယ်။အဲဘာဖြစ်လို့ကျွန်တော်တို့လည်းတချင်းကြိုက်တာ။ ။တရှင်းကြိုက်တော့ကြတရှင်းကြိုက်ပြီဆိုရင်ကျွန်တော်တို့မှဟိုအယောင်မရှိဘူး။အချင်းပါ။ကိုယ်နဲ့ဆက်ဟတဲ့ကိုယ့်ရဲ့ feeling နဲ့ကိုယ့်ရဲ့အခက်အခဲနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝမ်းနည်းမှုနဲ့ပဲဖြစ်ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ပဲဖြစ်ဖြစ်အချင်းကဒီချိန်မှာမဆက်ဟပေမဲ့တစ်ချိန်ချိန်မှာဆက်ဟလာနိုင်အချင်းဆိုရင်အမျိုးအားပေါ့နော်အဲ့လိုမျိုးဆိုတော့ဆက်ဟတဲ့အချိန်မှာနားထောင်တာအကောင်းဆုံးပါဝေဖန်မှတိုးတက်မှာ လို့ဆိုရင်ဒီတိုင်းဆိုရင်ဆရာကြီးလိုထင်နေလိမ့်မယ်ပြန်ပါအဲ့တော့ငါကြိုးစားရမယ်ငါကြိုးစားရမယ်ငါ့မှာလိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတော့အများတန်းပြိဿကအဲထောက်ပြပေးနေရပါတော့သူတို့ကလည်းကောင်းစေခြင်းလို့အဲ့ဒီစေတနာကိုကိုကနားလဲတယ်ဆိုရင်အများကြီးကိုဘွားရဲ့အကျိုးရှိပါတယ်